အားလုံးပဲမင်္ဂလာရှိတော်မိဘညီကိုမောင်းနှမများခင်ဗျာဒီကနေ့နိုင်ငံတကာမှာရောက်ရှိနေတဲ့မြန်မာမိသားစုများအနေဖြင့်မိမိတို့ရဲ့သားသမီးတွေကိုမိတို့မိပုံတွင်တင်ရမည်အကြောင်းကိုအနေငယ်ဝေမျှပေးချင်ပါတယ်နိုင်ငံခြားအထူးသဖြင့် USA တွင်နေထိုင်ကြကုန်သောမြန်မာမိဘများအနေဖြင့်မိမိတို့၏သားသမီးများကို လိမ္မာရင်ကျပြီး တမန်တရားအပေါ်အခြေခံသည့်စီကန်းရှိသောဘဝကို ပုံဖော်နိုင်ရန်လက်တွေ့ကျင့်သုံးနိုင်ရန်ဖြစ်ပါတယ်။နံပါတ်၁တမန်ကျမ်းစာကို အခြေခံသောပညာပေးခြင်းပြုလုပ်ပါ။မိသားစုဖျားဝတ်ပြုလုပ်ခြင်းနေစဉ်သို့မဟုတ်ပုံမှန်အချိန်တတ်မှတ်၍တမာကျန်းစာဖတ်ရှုခြင်းစုတောင်းခြင်းဘုရားသခင်နှင့်ဆက်သွယ်ခြင်းဖြင့်ကလေးများကိုစိတ်နှလုံးပြင်ဆင်ပေးပါ။ဥပမာဂလာတိ 22မှ23ဝိညာဉ်တော်၏အသီးများသို့မဟုတ်ဂလတိအခန်းကြီး9အငယ်7လူတိုင်းကိုကိုနှစ်သက်တကယ်တို့ပြုလုပ်ပါဆိုပြီးတော့တွင်တင်ပေးပါတမတရားနဲ့အညီစံနမူနာမိမိကိုယ်တိုင်ပြုလုပ်ပေးပါမိဘများကိုယ်တိုင်ကျင်နာမှုယိုသားမှုတီးခတ်မှုတို့ဖြင့်နမူနာထားပါကကလေးတငယ်များလိုက်လံလှုပ်ဆောင်ကြမှာဤကံမလွဲဖြစ်ပါတယ်ဤဖက်အခန်းကြီး6အငယ်၄မှာ အချင်းအဘတို့တင်တို့ဤတာသမီတို့ကိုစိတ်ဆိုးခြင်းဖြင့်မနှိုးဆွကြနဲ့လို့သာဝရဖေယကဆုံးမဩဝါဒပေးပါတယ်။ဒါကြောင့်မလို့ကလေးတငယ်တွေကို ဆုံးမဩဝါဒပေးသည့်အခါ၌လည်းဖယားတခင်ဤဆိုဆုံးမဩဝါဒကို ပေး၍ကြည်ပြင်းကြစေကုန်လို့ပြောပါတယ်။နမနှစ်အနေနဲ့မြမအရင်ကျင်းမှုနဲ့ခရိယံများတန်ဖိုးများကို ပေါင်းစပ်ခြင်းအနေဖြင့်ပြုလုပ်တင်ပါတယ်။ မိသားစုဓလေများကို ထိမ့်သိမ့်စေပါမြမရိုးရာဂျေစုတိစိတ်လူကြီးသူမကိုယုံကြည်လေးစားမှုမိသားစုစီလုံးမှုကိုတမချန်းစာနဲ့ဆက်ဆက်ပြီးတော့တင်ကြပေးပါဥပမာလူကြီးများကိုလက်အုပ်ချေနှုတ်ဆက်ခြင်းဂျေစုပြု၍နှုတ်ဆက်ပါသည်တမချန်းစာထဲ၌လည်းကောလိုတဲ့အခန်းကြီး၃အငယ်20မှာအာ ဖတ်ရှုပြီးတော့ကလေးများကိုလက်တွေ့အသုံးချမှုအဖြစ်ရှင်းပြပေးပါ။တမိုင်းနဲ့ပုံပြင်များမှတစဉ်လဲတင်ကြပေးပါ။ခရိယာများ၏ယုံကြည်ခြင်းအတွေ့အကြုံများဖရာသခင်၏ကယ်တင်ခြင်းကိုညှဝေပြီးတော့သာသမီများကိုကယ်တင်ပါ။နံပါတ်3စည်းကနဲ့ကယူနာကိုဟန်ချက်ညီစွာထားပါ ရှင်းလင်းပြတ်သားသောစီကံများကိုတတ်မှတ်ပြီးတော့ဥပမာပေါ့မိသားစုရဲ့အချိန်အိမ်စာလုပ်ချိန်စုပေါင်းချိန်များကို ပုံမှန်တတ်မှတ်ပြီးပါထို့သောပြုလုပ်ခြင်းဖြင့်ကလေးများတွင်တာဝန်တည်တတ်မှုနဲ့စီမံခန့်ခွဲနိုင်စွာရှိလာမှာဖြစ်ပါတယ်ပြစ်တင်ရှုတ်ချခြင်းထက်နားလည်မှုပေးပါကလေးများ အမားလုံးမိပါကဘာကြောက်ဒီလိုဖြစ်ရတာလဲခုမေးမြန်းကတမတရားနဲ့အညီပြန်လဲညှိပေးပါဥပမာတုတ်တန်ချံအခန်းကြီး6အငယ် sorry တုတ်တန်ချံအခန်းကြီး22အငယ်6မှာခလေးများဟာသွားရမီလမ်း၌စတင်ပြီးတော့အိုမင်းတို့အခါ၌လဲမလွဲမသွေသွားရလိမ့်မယ်လို့ပြောထားတယ် ။အကြောင်းမလို့ကြမ်းချက်များနဲ့ညှိပြီးတော့ကလေးသူငယ်များကိုစုံမပေးပါ။နံပါတ်၄အတိုင်းဝိုင်းနဲ့ဆက်သွယ်ပေးပါ။ community communication လုပ်ပေးပါ။ခရီးရန်အတိုင်းဝိုင်းမှာပါဝင်ပါ။ဖျားကြောင်းတက်ပါ။ကိတဝါဒနာပါလို့ရှင်ကိတဖနိုင်ចန်းစာဝါဒနာပိုင်းចန်းစာဖနိုင် အကဝါဒနာပိုင်းအကဖနိုင် သူတို့ကိုပုံမှန်လေး supporting လုပ်ပေးပါ ခရိယံအတင်းတော်များလူငယ်အစည်းအရုံးများနဲ့ဆက်သွယ်ပါထိုအတိုင်းဝိုင်းများသည်ကလေးများကိုဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာထောက်ပံ့ပေးနိုင်ပါတယ်ဝန်ဆောင်မှုလုပ်ငန်းတွင်လည်းပါဝင်စေပြီးတော့ခြေစူးတုပ်ပြန်မှုအနေဖြင့်လူမှုအကျိုးပြုလုပ်ငန်းများဥပမာမုတ်ဖိုးအလှူရှင်များကိုပေးပြီးတော့ကလေးများကိုပါဝင်စေပါထို့သောပြင်စာနာထောက်တာမှုနဲ့လူအဖွဲ့အစည်းအတွက်တာဝန်ယူမှုကို တင်ကြပေးပါ။နမငါစုတောင်းခြင်းမှာစိတ်ရှိပါခလေးတွေရဲ့ဘဝအတွက်နေစဉ်စုတောင်းပေးပါ။ဖရာသခင်ဒီတင့်ခလေးကိုစောက်ရှောက်မိဟုတင့်ကိုယ်တိုင်ယုံကြည်ဖို့လိုအပ်ပါတယ်။သူတို့ဤစိန်ခေါ်မှုများကိုစုတောင်းခြင်းဖြစ်ပဲဖြည့်ရှင်ပေးပါ။အချိန်ပေးပါလိမ္မာရင်ကျေးသောဇယိုက်များဖွံ့ဖြိုးဖို့အတွက် နှစ်ပေါင်းများစွာကြာတတ်ပါတယ်စိတ်ရှိပြီးတော့မိမိစ조사မှုများကိုဖရာတခင်ထံမှာအားကိုးပါလို့ပြောချင်ပါတယ်ဒါကြောင့်မလို့အချင်းချုပ်အနေဖြင့်ပြောရလျင်နိုင်ငံတကာရောက်တဲ့နိုင်ငံတကာမှာကြီးပြင်းလာကြတဲ့မြန်မာကလေးများဟာရင်ကျင်းမှုကိုပေါင်းဆက်တော့စိန်ခေါ်မှုတစ်ခုကိုသူတို့လုပ်ရမှာဖြစ်တယ် ဒီအမေရိကန်နိုင်ငံတွင်နေထိုင်ကြတော့ကလေးများမှာတော့သူတို့ဟာ language တစ်ခုထဲကိုပဲသွားပြီးတော့ culture တစ်ခုထဲကိုသွားနေတာဖြစ်တယ်ကျွန်ုပ်တို့ရဲ့ကလေးတွေများမှာတော့ရင်ကျေးမှုနှစ်ခုစကားနှစ်ခု culture နှစ်ခုကိုသွားရတဲ့အတွက်ကြောင့်မလို့သူတို့အတွက်ခက်ခဲပါတယ်သူတို့အတွက်လည်းအင်မတန်မှစိန်ခေါ်မှုရှိပါတယ်သို့တော့တမန်တရားကိုအခြေခံသောစည်းကမ်းမိသားစု၏ပူပန်ဆောင်ရွက်မှု ဖျားသခင်အားအားကိုးမှုတို့ဖြင့်ခလေးများကိုယဉ်ကျေးလိမ့်မှာတော့ဘဝကိုတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အရောက်စီတန်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်